ဒီညမြန်မာစံတော်ချိန်နှစ်နာရီခွဲမှကံပဲခရစ်စတယ်ပဲလေးနဲ့အေခမာတို့ရဲ့ဘွေချူသုံးသက်ချက်လေးပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီပွဲမှာဆိုရင်ခြေတန်းရတလုံး90ရှုံးခြေတန်းရဒါ brother တို့ဒါပဲလေးလိုက်ကောင်းလိုက်လိမ့်မယ်ဆိုတော့ကျွန်တော်အင်ရှင်ကလည်းပဲလေးဖြစ်တဲ့အတွက်ကြောင့်ပါဗျအာဒါပဲလေးကတော့ဒါတလောကလုံးလိုက်ကြမှာသိကြတယ်ဒါပေမဲ့ကျွန်တော်တို့ဒီပွဲကဘူဂီရဲ့လက်ွက်တဲ့ရောက်နေတဲ့ပွဲလို့ပဲကျွန်တော်တို့ဒါထင်မြင်သုံးသပ်မိပါတယ် ။ဘာလို့လဲဆိုတော့ကျွန်တော်တို့အကမလို့အသင်းကိုတလုံး90ရှုံးလောက်ဂျေးတန်းနဲ့ပြီးထားတာဆိုတော့ဒါတော်တော်လေးစဉ်းစားစရာဖြစ်နေပါပြီ။ဒါဂျေးတအားခေါ်ထားတဲ့ပွဲပဲဖြစ်ပါတယ်ဗျ။ကျွန်တော်တော့ဒါအာသိပြီးတော့မထင်ဘူးဗျ။ဟုတ်ပြီကျွန်တော်တို့ဘာလို့လဲ။ကျွန်တော်တို့ဘူဂီတွေဆိုတာကျွန်တော်တို့ထက်ဒါစိုက်ကိုလော်ဂျီအားတအားကောင်းတယ်။အဲဒါအကောင်းကိုလည်းကျွန်တော်တို့ထက်ထိတ်တန်းနေရမှာဒါယက်တည်နေပြီးတော့ဒီလောကကိုဒါကျင်လည်နေတာပဲဖြစ်ပါတယ်ဗျကျွန်တော်တို့ဒီညမခံမိစေပါနဲ့ဗျဟုတ်ကဲ့ပါ ကျွန်တော်ဒီလိုခြေတန်းကိုစဉ်းစားစရာဘလောက်ကောင်းလဲဆိုတော့ဒါပေလေးကဒါအခု6လပိုင်း10လပိုင်း17လပိုင်းကန်ခဲ့တဲ့9ပွဲမှာဆိုရင်မေဟောအသင်းကိုဗျာဒါတရေနဲ့ဒါကန်ခဲ့ပါတယ်ဟုတ်ကဲ့ပါလန်နကာ FC အသင်းကိုလည်းအိမ်ဝင်းကနေပြီးတော့0-1နဲ့ရှုံးခဲ့ပြန်ပါရောဗျာဟုတ်ကဲ့ပါလစ်ပါဘူးလို့အသင်းမျိုးကိုကြတော့ဒါ2-1နဲ့အနိုင်ရအောင်ကန်ခဲ့တယ်ဘရက်ဖို့လို့အသင်းကိုလည်း2-0နဲ့ဖျက်ခဲ့ပါတယ်ဗျာဒါကိုကြည့်မယ်ဆိုရင်တော်တော်စဉ်းစားစရာကြီးပါပဲဗျာ ဟုတ်ကဲ့ပါကျွန်တော်ပြောချင်တာတခုကဒီလိုပွဲဒီလိုကြေးတန်းနဲ့ဒါကျွန်တော်ပဲလေး body ကိုဘယ်တော့မှဒါကျွန်တော်ပြောချင်တာတခုကဒီလိုပွဲမှာဒီလိုကြေးတန်းနဲ့ဒါ body ကိုလုံးဝရှောင်တင်းတဲ့ပွဲလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်လုံးဝမလိုက်တင်းတဲ့ပွဲပါပဲလေးပွဲတွေတော်တော်များများကမထင်မှတ်တာတွေဒါအများဆုံးဖြစ်တတ်ပါတယ်ဗျကျွန်တော်အနေနဲ့ဒီညမှာတလောကလုံးဒါပဲလေးဖြစ်နေတဲ့အချိန်မှာကျွန်တော်ကတော့ body ရှောင်ပါတယ်လုံးဝရှောင်ပါတယ်ဗျ ိုတော့နောက်ဆုံးကန်ခဲ့တဲ့ငါးပွဲမှာကျွန်တော်တို့ဖုံပေါက်နဲ့ကန်ခဲ့တဲ့တပွဲပဲ33ရလတ်နဲ့ဒါပေါ်ခဲ့တာဖြစ်ပါတယ်ဗျကြံပွဲတွေအများဆုံးကဒါ5ပေါက်အများဆုံး3လုံးတပွဲရှိပါတယ်ဗျကြံပွဲတဲ့ကြံပွဲတွေကလည်းဒါအသင်းကြီးနဲ့လည်းဒါအများဆုံး2လုံး3လုံးဒီလောက်ပဲဒါလာနကအသင်းကလည်းပဲဒါအဝေးကွင်းလို့နေရာမျိုးမှာပေါ့နော်နောက်ဆုံးကန်ခဲ့တဲ့ငါးပွဲမှာ နောက်ဆုံးကန်ခဲ့တဲ့၅ပွဲမှာဖုံးပေါက်နဲ့ကန်ခဲ့တဲ့တပွဲပဲ33ရလက်နဲ့ဒါပေါ်ခဲ့တာကိုကျွန်တော်တွေ့ရတယ်။ကြံပွဲတွေအများဆုံးကဒါ၉ပေါက်အများဆုံး၃လုံးတပွဲရှိတယ်ဗျာ။ကြံပွဲကအသင်းကြီးနဲ့လည်းအများဆုံး၂လုံး၃လုံးဒီလောက်ပဲပါပါပဲဗျာ။လက်နကအသင်းကလည်းပဲပဲလီအိမ်ခွေးမျိုးမှာခန်းစစ်ကိုအားပြုတ်ပြီးတော့ဒါကိုမပေးရအောင်အကောင်းဆုံးပြင်ဆင်လာပြီးတော့ကစားမှသိကြတယ်။ပထမပိုင်းမှာခန်းစစ်ကိုအားပြုတ်ပြီးတော့ ကစားနိုင်ပါတယ်ဗျအဲ့တော့ပထမပိုင်းမှာပဲလီအများဆုံးရရင်တကိုးပေါ့ဗျာကိုမရှိတကိုးလောက်နဲ့ပဲပထမပိုင်းမှာပြတ်သွားနိုင်ပါတယ်ဒုတိယပိုင်းမှာလည်းဒါမထင်ပါဘူးဗျပဲလီကဒုတိယပိုင်းတွင်မှာဆိုရင်အဲစိတ်ဒုက္ခပေးဆုံး အသင်းလို့တော့ပြောလို့ရပါတယ်ဗျဒါပဲလေးကိုကျွန်တော်လိုက်ခဲ့တဲ့တက်တန်းတစ်ချောင်းမှာဒါကတော့ကျွန်တော်တွေ့ကြုံရပါပဲဗျလနကအသင်းကလည်းပဲအဝေးကွင်းမှာဆိုရင်ရှည်စွမ်းကောင်းတဲ့အသေးတသင်းပါပဲဗျ ဘလို့ပဲဖြစ်ဖြစ်ပဲလေးဖြတ်နိုင်ခဲ့ရင်တော့ဒါဒုတိယပိုင်းလဲပဲဒါတစ်လုံးပါပဲဗျအများဆုံးတူတဲကိုနှလုံးပေါ့ဗျာကျွန်တော်တို့ဂိုးပေါင်းချီ၃လုံးတည်ကြီးတန်းရာဂိုးအောင်လိုက်တဲ့ပွဲတပွဲပဲလို့ကျွန်တော်တို့ခံပန်းယူဆပါတယ်ဗျ၃လုံးတည်ကြီးတန်းရာကျွန်တော်တို့ကအဲဒါ၃လုံးဖြစ်ခဲ့ရင်လည်းကျွန်တော်တို့ကအဲတည်ဖြစ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့စိတ်ဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါကျွန်တော်တို့ဘက်ကန်တယ်လို့ဒါထင်ကောင်းထင်နိုင်တယ်ဘက်ကန်တာမဟုတ်ပါဘူးဗျအများဆုံးဖြစ်တဲ့လို့ကျွန်တော်ရွေးချယ်ရခြင်းဖြစ်ပါတယ် အကြိုက်တူတဲ့ညီကိုများအတွက်ပါဗျကျွန်တော်ထပ်ပြီးတော့အစိတ်ကြိုက်ကျွန်တော် body ၃ဘွဲကျွန်တော် Telegram မှာရွေးရှယ်ပေးထားပါတယ်ဗျ Telegram ဒါ channel ကို free ဝင်လို့ရပါတယ်ဟုတ်ကဲ့ပါကျွန်တော် body နဲ့ဒါမောင်းပွဲတွေကို free လို့ခြင်းနဲ့ဒါညီကိုတွေအတွက်တော့ Telegram channel ကို join ထားပေးဖို့ကျွန်တော်တိုက်တွန်းခြင်းပါတယ်ဟုတ်ကဲ့ပါဗျကြည့်ရှုသူအရောက်ရှင်းသည့်တိုင်းစိတ်ရှင်းသာခြင်းကိုကြီးချမ်းသာခြင်းတွေနဲ့အားလုံးပြည့်စုံနိုင်ကြပါစေလို့ကျွန်တော်ကိုကြိတ်ဆုတောင်းပေးလိုက်ပါတယ်